2014ခုနှစ်ဒီဇင်ဘာ31ရက်နေ့မှာတက်ဆီတစီးဟာဆန်ဖရန်စစ္စကိုကိုပေါင်းလာတဲ့တက်ဆီကခရီးသည်တဦးတင်ဆောင်လာပြီးသူ့နာမည်ကအဒဲတိုင်းပုံမှန်ဖြစ်ပါတယ်။လက်ရှိနာမည်အတူကတော့ဂျနီဘာလာဆန်ဖြစ်ပြီးဒါကသူ့ဇလန်းရဲ့ပထမဆုံးနဲ့နောက်ဆုံးအပိုင်းဖြစ်ပါတယ်။သူက10နှစ်ပြည့်တိုင်းကိုရီးအချက်အလက်တွေပြောင်းလဲပြီးတကိုယ်နဲ့နေထိုင်သူပါ။စာကြီးတိုင်းမှာအလုံးလုံးပြီး1906ခုနှစ်ကတရင်အကြီးရပြီဆိုလို့လိုက်ကာပိတ်ခါဖွင့်လိုက်ပါတယ်။ဇန်နဝါရီ1ရက်နေ့ဆန်ဖရန်စစ္စကိုကကလေးစိမ့်ုံမှာအဒဲတိုင်းမရင်းပုံမှန်ကိုမွေး းခွာခဲ့ပါတယ်။1929ခုနှစ်ဇွန်လ16ရက်နေ့မှာအဒဲလိုက်နဲ့သူ့အမေတို့ဟာ၃နှစ်အကြာဂိုလန်ဂိတ်တရားဆောက်လုပ်မဲ့နေရာမှာရှုခင်းတွေငေးမောခံစားဖို့ရက်ကြည့်နေကြပါတယ်။သူဒီသမုတ်ဆုံးမိဆယ်လအကြာသူ့မိဘအိမ်ရှိတဲ့မြောက်ဘက်ကိုကားမောင်းရင်းကယ်လီဖိုးနီးယားကဆနိုမာဒေသမှာနှင်းကြခဲ့ပါတယ်။အေးကန်းနေတဲ့ရေထဲထိုးကျသွားတဲ့ကားကြောင့်အဒဲလိုက်ရဲ့ခန္ဓာကိုယ်ဟာအောက်ဆီဂျင်ပြတ်လတ်သွားခဲ့ပါတယ်။ရုတ်တရက်အသက်ရှူရပ်သွားတာကိုရင်းအပူချိန်80ဒီဂရီထိကျဆင်းသွားပြီ နှလုံးကောင်ရက်သွားက၈နာရီ55မိနစ်မှာမိုးကြိုးလျက်စီးတစ်ခုရင်ကိုပြစ်ခံရပြီးအဲ့ဒီမိုးကြိုးကလျက်စီးအားဘိုးတန်းဝါလောက်ထွက်ကလျက်စီးချသောအမ်ဘီယာထုတ်ပေးပြီးအကျိုးဆက်၃ခုဖြစ်ပွားစေပါတယ်။ပထမတစ်ချက်ကအဒဲလာရဲ့နှလုံးကိုပြန်ခုန်စေပြီးဒုတိယကတော့အောက်ဆီဂျင်ပြည့်နေတဲ့အခြေအနေကနေလျှော့ဖြစ်ကနှမင်းနဲ့အတွဲမှာအသက်ပြင်းပြင်းရှူစေပြီးတော့တတိယတစ်ခုကဘွန်လီမန်ရဲ့နေရာမှာဖြစ်ပြီး၂၀၃၅ခုနှစ်မှာရှာဖွေတွေ့ရှိလာမဲ့ဒီအောက်ဆီဘိုနျူကလီးယားအက်ဆစ်အတွင်းက ်အလက်ထရွန်ဖိသိမ့်ခြင်းအရာအဒဲလိုင်းပုံမှန်ကအဲ့ဒီအချိန်ကစအချိန်ရဲ့တိုက်စားခြင်းကိုခံနိုင်ရှိသွားခဲ့ပါတယ်။နောက်နေ့ကစသူမအတက်ကြီးမလာတော့ပါဘူး။ညကိုပြောင်းရွှေ့သွားလိုက်ပါတယ်။သူမဘာဖြစ်နေတာလဲလေ့လာနိုင်ဖို့စေပညာကျောင်းမှာစရေးအလုပ်ဝင်လုပ်ပြီးတနေ့ခန့်အသေးစားလေ့လာပြီးနောက်မှာတိတ်ပန်နေကြဖြည့်ရှင်းချက်မရှိဘူးဆိုတာကိုလက်ခံလိုက်ရပါတယ်။သူ့နေထိုင်မှုကိုမသင်ကြလို့ရဲတွေကခေါ်ယူစစ်မေးတိုင်း ရအောင်ထွက်ပြေးကတမီးနဲ့အင်ခွဲနေထိုင်ပြီးတင်ရပြီးတင်ပါတီမှာကောင်လေးတယောက်ကိုငေးကြည့်မိနေပြီးနှစ်ယောက်လုံးအကြည့်ဆိုင်နေတော့တခြားကောင်မလေးကနမ်းလိုက်တာတွေ့ရကြောင်းအရှင်ရက်သွားခဲ့ရပါတယ်။ဓာတ်လေကလည်းအတင်းဝင်လာတဲ့အဲလစ်ကြောင့်စကားပြောပြကြပြီးခုနတယောက်ကကောင်မလေးမဟုတ်ဘူးလို့ညင်းဆိုကပါတီကိုပြန်ခေါ်ပေးမဲ့ဂျင်းနီကအိမ်ပြန်သွားခဲ့ပါတယ်။ဆဲလီစီရဲ့အဖေကအငိမ့်စားယူထားတဲ့နက္ခတ္တပညာရှင်ဖြစ်ပြီးကျယ်ရွယ်အကြောင်းပဲခေါင်းထဲမှာရှိသူပါ မျက်မမြင်စာဖတ်နေတဲ့သူကိုအဲလစ်ကပထမဆုံးမြင်ခဲ့တာဖြစ်ကြောင်းပြောပြပါဗါးနောက်နေ့မှာအဲလစ်အိမ်ကိုသွားလည်ခဲ့ပြီးအလုံးကိစ္စနဲ့ပေါ်တူဂီစကားပြောဖို့တိုင်ပတ်နေတဲ့အဲလစ်ကြောင့်ဘာသာလေးမျိုးလောက်ကျွမ်းကျင်နေခြင်းဤကကိုညီပေးခဲ့လို့အချင်းကြီးသွားခဲ့ပါတယ်။အိမ်ပြန်ချိန်မှာတော့သူ့ရဲ့ခွေးလေးကနေမကောင်းဖြစ်တာတည်ဆုံးသွားတာကြောင့်ထန်စားနေရပါတယ်။ထိုင်ကြည့်နေရတာကအလွန်အမင်းနာကျင်စေပါတယ်။ဒါတွေကြောင့်မေခြင်းဤကအဲလစ်ကိုလမ်းခွဲကသမီးကထပ်ပြီးထွန်မပြေးဖို့တားတာမို့ လူတရားနဲ့ဆောင်ခဲ့ကြောင်းပြောပြလိုက်ပါတယ်။ကိုကိုချစ်တဲ့သူနဲ့အတူရှိနေခြင်းနဲ့တမီးကပြန်သွားတောင်းပန်ဖို့ဆိုတာကြောင့်ဂျင်းနီကအဲလစ်ကိုတောင်းပန်ခဲ့ပါတယ်။နှစ်40ပြည့်မင်္ဂလာနှစ်ပတ်လည်နေ့မှာဂျင်းနီကိုလည်းဖိတ်ထားတာမို့မိသားစုတွေတွေ့ဆုံကြပြီးသူ့အဖေနဲ့မိတ်ဆက်ပေးချိန်မှာတော့တယောက်ကိုတယောက်ကြည့်ကစွန့်အားနေကြပါတယ်။သူ့တငယ်ချင်းဟောင်းနဲ့တူနေလို့အံ့ဩသွားတာဖြစ်ပြီးအဒဲလိုက်ပုံမှန်ကသူမအမေပါလို့ဂျင်းနီကအခြေအနေကိုထိမ့်လိုက်ပါတယ်။ သူမအမေအခြေအနေကိုမေးမြန်းရမှာတော့လွန်ခဲ့တဲ့6နှစ်ကဆုံးသွားပြီဆိုတာဖြေလိုက်ပါတယ်။အတိတ်ကိုစိတ်ပြန်လဲသွားတဲ့ဝီလီယံငါးဘက်ကအတူရှိပြီးနောက်မှာသူမရဲ့နာမည်အရင်းကိုပြောပြခဲ့ပါတယ်။မနက်စာစားဝိုင်းမှာတော့ဂျင်းနီအကြောင်းကိုမေးကြရင်သူမအမေအဒဲလိုက်နဲ့ဘလို့ဆုံးခဲ့လဲဇနီးကမေးတာမို့ပြောရှင်သာပြောနေတဲ့ခင်မိုးကိုကြည့်ကစိတ်ဆိုးသွားခဲ့ပါတယ်။နှစ်၄၀ပြည့်ပြီးနောက်ထိဇနီးကသုံးဝန်းတိုနေပေမဲ့ဝီလီယံကအကောင်းဆုံးချော့နိုင်ခဲ့ပါတယ်။ ဝီလီယံကသူရှာတွေ့တဲ့ဂျေဒဂွန်ကိုဒဲလာလို့နာမည်ပေးထားတာကြောင့်မိသားစုကစားဝိုင်းမှာအဲလစ်ကပြောပြခဲ့ပြီးအဒဲလာရဲ့ငယ်နာမည်ဖြစ်နေပါတယ်။ဂျေဒဂွန်ကိုဘာလို့သူ့အမေနာမည်ပေးခဲ့တာလဲဆိုတဲ့မေးခွန်းကိုဝီလီယံကလက်ထပ်ခွင့်တောင်းမဲ့နေမှာမှ လာမတွေ့ခဲ့လို့လို့ဆိုတာကြောင့်သူမအမေကလည်းဝီလီယံကိုချစ်ကြောင်ဂျင်းနီကပြောပြပါတယ်။တနေ့မှသွားပါတယ်အဲ့ဒီအမယောကတော်ရဲမှာထိခိုက်နေလို့စေချောင်းသားဖြစ်တဲ့သူကိုယ်တိုင်ချုပ်ပေးတဲ့ဒဏ်ရာဖြစ်နေပါတယ် ချက်ချင်းပြေးသွားတာတိတ်တော့ညင်မြရတဲ့အဆုံးဝခံခဲ့ပါတယ်။သူမမအိုလာတဲ့အကြောင်းပြောပြခြင်းပေမဲ့အစမ်းသက်ခံလူထုစန်းဖြစ်မှာဆိုတာကြောင့်ထွက်သွားခဲ့ရကြောင်းပြောပြပြီးဒါကသူမအတွက်မလွယ်ကူခဲ့ပါဘူး။ Alice အတွက်ပဲဖြစ်ဖြစ်ထပ်ပြီးထွက်မပြေတော့ဘူးတောင်းဆိုပေမဲ့ဂျင်းနီကထွက်ပြေးသွားခဲ့ပါတယ်။ထွက်ပြေးလာရင်လမ်းမှာတော့ပြေးခဲ့ရပါမရေမတွက်နိုင်အောင်ရှိပြီးမို့ဆုံးဖြတ်ချက်ချကသူ့သမီးစီဖုံးဆက်လိုက်ပါတယ်။ထပ်ပြီးထွက်မပြေတော့ဘူးဆိုတာကားပြန်လဲနေတော့ကားတိုက်ခံလဲရပါတယ်။ အဲ့ဒီအချိန်မှာ88နှစ်အတွင်းပထမဆုံးအချိန်စနိုမာဒေတာမှာနှင်းကြခဲ့ပြီးခန္ဓာကိုယ်ကအေးအေးကိုအန်တုဖို့အပူကိုထုတ်ဖို့ကြိုးစားရကမအောင်မြင်ရင်ကိုယ်တွင်ဖြစ်စဉ်နှေးကွေးသွားပါတယ်။သတိလစ်နေတဲ့အဒဲလာရဲ့ကိုယ်တွင်အပူချင်း80ခွန်အထိကျဆင်းသွားပြီးနှလုံးကုန်ရက်သွားကအဲလစ်ကရှာတွေ့ခဲ့တာမို့ဖြစ်စဉ်အရဆိုတည်သွားပြီဆိုပေမဲ့ဘေးအကူတွေက250ဖို့နှလုံးကုန်ဆက်နဲ့နှိုးလိုက်တာကြောင့်အသက်ပြန်ရှင်လာခဲ့ပါတယ်။ ဆေးရုံမှာသမီးကလာတွေ့ခဲ့ပြီးအဲလစ်နဲ့မိတ်ဆက်ပေးတဲ့အခါသူ့ဘွားပါလို့ဆိုတာကြောင့်အဲလစ်အကုန်သိနေပြီဖြစ်ကြောင်းပြောလိုက်ပါတယ်။နောက်ဆုံးမှာအမေကရှောင်မပြေတော့ပဲဖွင့်ပြောလိုက်တာကြောင့်ဝမ်းသာသွားကအဲလစ်ကိုပွေဖန်နှုတ်ဆက်လိုက်ပါတယ်။အိမ်နောက်တော့40ပြည့်မိသားစုပါတီပွဲမှာဝီလျံနဲ့သူ့ဇနီးကပျော်ရွှင်နေပြီးအရာအလုံးအတွက်ဇနီးတွေကိုကျေးဇူးတင်ခဲ့ပါတယ်။ပါတီသွားဖို့ပြင်ဆင်နေတဲ့အမေကိုနောက်ကျတော့မယ်ဆိုကသမီးကသတိပေးလိုက်ပါတယ်အကောင်ပြင်ဆင်ပြီးမှအိတ်ကြံနေတာမို့ပြန်သွားယူရင် မှန်အကြည့်မှာသပင်မျိုးတစ်ချောင်းကိုတွေ့လိုက်ရပါတယ်။တာမန်လူတွေအတိုင်းပြန်ဖြစ်သွားပြီဆိုတဲ့အသည့်